မေကတော့အမှန်တိုင်းပြောလို့ရှိရင်ဟိုတင်ရဘယ်တော့မှဟိုပြောရမလဲချင်မှာမဟုတ်တဲ့အမိမေပေါ့နော်။နောက်ကနောက်ဝရောက်လို့လူဖြစ်လို့ရှိရင်လည်းမေ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 သမီးပဲဖြစ်ချင်တယ်ပေါ့နော်။ဒါမျိုးမေမေကိုအမိဖြစ်တော်ထားတာရရင်လည်းကံကောင်းတယ်လို့မေကလည်းဟိုသူသားသမီးကိုအုပ်ချုပ်တဲ့ပုံစံကဟိုလုံးတဲ့နဲ့ဟာလုံးမလုံးတဲ့နဲ့ဟာမလုံးဖဲနဲ့အဲ့လိုမျိုးတကယ်ကိုစစ်စစ်နဲ့ကြကြအုပ်ချုပ်နိုင်တဲ့အတွက်ဟိုထင်လို့လည်းဒီလိုမျိုးခုချိန်မှာဒီလိုမျိုးနေနိုင်တယ်လို့ထင်ပါတယ်ဟုတ် တင်နဲ့မမိကြမှာအခုချိန်ထိတင်နဲ့မပြောတာမရှိပါဘူးနော်အစားအရာအကြတာအစားအကုန်ပြောရဲဆိုတော့အဲ့ relationship တကူကမိတိဆောက်ထားတာကောင်းတယ်လို့ထင်တယ်ဘာဆိုတော့သင်တို့ကကြောက်ပြီးတော့မိကိုမပြောပြဘူးဆိုလို့ရှိရင်ဒါကသားသမီးနဲ့မိဘကြားရမှာလို့မျိုးဟုတ်ပြောလို့အဆင်မပြေဘူးပေါ့နော် န်နဲ့ပတ်သက်လို့ကတော့ပေါ့နော်ဒီပထမဆုံးဒီနေ့ပွဲဥတော်ကလည်းဖြစ်တဲ့အတွက်အရန်မှတ်တရဖြစ်တယ်ပြီးတော့ဒီမှာပါတဲ့ဒီစီနီယာကိုရီမာရဲ့အကုန်လုံးကလည်းအရန်ဘယ်လိုပြောမလဲမိသားစုလိုမျိုးထင်လို့အဆက်ဆံပေးရတဲ့အတွက် welcome လုပ်ပေးရတဲ့အတွက်ထင်လို့အရန်ရှူတင်နဲ့မတူအောင်ပြောခဲ့ရတယ်ပေါ့နော်နောက်ပြီးတော့ဟိုလိုပြောမလဲဒီကပွဲဥတော်ကဖြစ်တဲ့အတွက်ထင်အတွက်ဟို pressure လေးနည်းနည်းများခဲ့ပေမဲ့တကယ်အမှတ်တရဖြစ်ခဲ့တယ်လို့ပြောချင်ပါတယ်ဟုတ်ဒီနေ့ကအဆိုင်ဖြစ်တာနှစ်နှစ်ခွဲလောက်ရှိပြီဆိုတော့အများနဲ့ဆွဲပြီးတော့ ဒီဆေးကိုတောက်နေရတာဆိုတော့လေအဲ့တော့ဟိုဒီပထမဆုံးဖြစ်တာတော့ဖျားတာပေါ့နော်ဖျားပြီးတော့မှထင်စားသမျှအန်လာဆိုထင်ထင်တာအစာမကြည့်ပဲအစာရောင်နေပဲထင်တာပေါ့အဲ့တော့အစာရင်ဆေးတောက်ပြီးတော့မှအစာရောင်တာမဟုတ်ဘဲနဲ့အဲ့လိုမျိုးမျိုးလုံးဝါလာတော့မင်းကသတိထားမျိုးတော့ဘိုင်းမော်ကလည်းတွေ့ရခါကျတော့အဲ့လိုပေါ့နော်ဟိုမျိုးလုံးဝါနေဆိုပြီးသွေးစစ်ကြည့်လိုက်တော့မှအဲ့လိုဖြစ်နေမှသိရပေါ့ဟုတ်မင်းကတော့စိတ်ပူတာပေါ့နော်အဲ့လိုမျိုးမောင်မနှစ်ယောက်က အဲ့လိုတယောက်တလဲဖြစ်နေဆိုတော့ဒါမဲ့ထင်းထင်းကဒီနောက်ပိုင်းမှာပို့ပြီးတော့ကိုကြီးထက်ကိုကြီးကျမ်းမာရေးခြူကြတယ်ပေါ့နော်ထင်းထင်းတိတ်အဲ့လိုဟိုလုံးဝကောင်းနေရယ်ဆိုတာမျိုးရှားတယ်ထင်းထင်းကအဆိုင်ကလည်းအများကြီးကုနေရတော့လေဟုတ်မင်းကတော့အမှန်တိုင်းပြောလို့ရှင်ဟိုထင်းထင်းကဘယ်တော့မှဟိုပြောရမလဲချင်မှာမဟုတ်တဲ့အမိပဲပေါ့နော်နောက်ကနောက်ဝရောက်လို့လူဖြစ်လို့ရှင်လေမိ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 သမီးပဲဖြစ်ချင်တယ်ပေါ့နော်အဲ့လိုမျိုးမိမိကိုအမိဖြစ်တော်ထားတာရန်လဲကန်ကောင်းသလို မေကလည်းဟိုသူသားသမီးကိုအုပ်ချုပ်တဲ့ပုံစံကဟိုလှုပ်တဲ့နေဟာလှုပ်မလှုပ်တဲ့နေဟာမလှုပ်ဖ ೇನೆ အဲ့လိုမျိုးတကယ်ကိုစစ်စစ်နဲ့ကြက်ကြအုပ်ချုပ်နိုင်တဲ့အတွက်ဟိုထင်လို့လည်းဒီလိုမျိုးအမ်ဘယ်လိုပြောရမလဲခုချိန်မှာဒီလိုမျိုးနေနိုင်တယ်လို့ထင်ပါတယ်ဟုတ်မိမိကတော့အဲ့လိုမျိုးမန်တိုင်းမျိုးရယ်ဒီတီနေဂျာတယောက်ရဲ့ဘဝအပြေးအဝရအောင်မိမိကအမြဲပေးရယ်သူလည်းအမြဲတမ်းနောက်ကလိုက်တယ်အဲ့ဒီပြင်ကိုမလိုက်တဲ့နေရာဆိုလည်းသူမလိုက်ဘူးလူငယ်တွေကိုလွတ်ထားပေးတဲ့နာလွတ်ထားပေးတဲ့ပေးတယ်အဲ့အတွက်ကြောင့်မို့လဲထင်လို့ကတင်တဲ့မိမိကြမှာအခုချိန်ထိ ချင်းချင်းမပြောတာမရှိဘူးပေါ့နော်အစားအရာအကြတာအစားအကုန်ပြောတယ်ဆိုတော့အဲ့ relationship တကူကမိတိဆောက်ထားတာကောင်းတယ်လို့ထင်တယ်ဘာဆိုတော့ထင်တော့ကြောက်ပြီးတော့မိကိုမပြောပြဘူးဆိုလို့ရှိရင်ဒါကသားသမီးနဲ့မိဘကြားထဲမှာအဲ့လိုမျိုးဟိုပြောလို့အဆင်မပြေဘူးပေါ့နော်တင်လို့ကကြတော့လုံးဝတငယ်ချင်းလိုဖြစ်နေရအောင်မှာအကုန်ကိုကြီးနဲ့ရောတမိတော်ကအရင် close ဖြစ်တဲ့အတွက်ဟိုကောင်းတယ်လို့မြင်ပါတယ်ဟုတ် ုံးနေတာမင်းအောင်အပေးဖို့ပြောပြပါဟုတ်အာဒီမန်ဇကားလေးရပါတော့အားလုံးအတွက်ပညာပေးလဲဖြစ်မယ်နောက်ပြီးတော့ဟိုအားလုံးလဲကြိုက်မဲ့မိသားစုဇကားလေးဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့ဒီမန်ဇကားလေးအဲရုံတင် ပြသလို့ရှင်လဲအားလုံးပဲဝင်ရံပေးကြပါဦးလို့ပြောချင်ပါတယ်ရှင်